အားလုံးပဲမင်္ဂလာပါရှင်ဘလင်ဟာကြောစွာဆရာကြီးတခင်ကိုတော်မိုင်းတိဖြက်သည်ဘုကျောအောင်ဆန်းအထုပ်ပတိဆိုတဲ့စာအုပ်လေးကိုကျမဝိုင်းစံတင်မှမျှဝေပေးပါရစေရှင်အပိုင်းကို အခန်း22ရဲဘော်၃ချိန်ဝင်ရိုးတဲ့နိုင်ငံတနိုင်ငံဖြစ်သောဂျပန်သည် 1942ခုနှစ်ဒီဇင်ဘာ၈ရက်နေ့တွင်ဗြိတိရှ်အမေရိကန်စသည့်မဟာမိတ်တို့အပေါ်စစ်ကြေညာက တိုက်စစ်ဆင်လေသည်ပလဲစိတ်ကန် ဟောင်ကောင် စင်ကာပူစသည့်ခံတက်ကြီးများကမ်းပါပြုတ်တကယ်သူတစ်ခုပြီးတစ်ခု မရှုမလှပြိုကျပြဆုံးရှုံးကြလေသည်မဟာမိတ်တို့ဤခံစစ်မှာ ပြင်ဆင်မှုမရှိသဖြင့်တဆုတ်သေးဆုတ်နေရကဂျပန်တို့သည်ဒီရေတက်သည့်အလားမဟာမိတ်တို့နေများကိုခြိတက်သိမ်းပိုင်အုပ်စည်းမိကြလေတော့ဤအင်ဒိုချိုင်းနာယူရီးယား စသည့်နိုင်ငံတို့မှလည်းအာမတန်သည့်အထဲမှမဟာမိတ်တို့၏ကူညီမှုကိုမျှော်လင့်ချက်ကင်းဝေးခြင်းကြောင့်ဂျပန်အလိုတော်ကြားခေါင်းငုတ်ခံရသည့်ဘဝသို့စိုက်ရောက်လေတော့သည်ဂျပန်တို့သည်ဗမာပြည်တွင်းသို့စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးဖောက်ဝင်ရောက်ကြလေပြီအားလုံးသောစစ်ကြောင်းတို့မှရိုးရားပြည်မှအခြေခံပြု၍ခွဲပြားထွက်လာသောစစ်ကြောင်းများဖြစ်၏ ယူရီးယားပြည်၌ပင်လင်ဂျပန်တို့အားအားပေးအားမြောက်ခြင်းသဘောနှင့်မဟုတ်ပဲအင်္ဂလိပ်တို့ဗမာပြည်မှမြန်တဲ့မြန်စွာစောတဲ့စောစွာစွန့်ခွာပြေးရလျာဂျပန်တို့နှင့်တွဲဖက်လျက်ပခုံးချင်းရှင်ကတိုက်ခိုက်ရန်စစ်ကောင်းဆောင်တစုရှိသေးသည်ထိုလူစုကအခြားမဟုတ် သခင်အောင်ဆန်းအမှုပြုသောစစ်ကောင်းဆောင်များဖြစ်လေသည်မမတမျိုးသားလုံးရင်လွတ်လပ်ရေးကိုသွေးနှင့်လဲ၍အရာယူရန်သခင်အောင်ဆန်းသည်မမလွတ်လပ်ရေးတမတော်ကြီးကိုယိုရီးယားပြည်တွင် ဖွဲ့စည်းခဲ့လေသည်ဤသို့ရဲဘော်ရဲဘက် ပနက်ဒိတ်ထန်ထားလျက်ဖွဲ့စည်းခြင်းသည်ကမြမာယာစွင်တမိုင်းတို့တွင်စကိုင်းမြို့တီနန်းတီတင်ခရာစောယွန်းတီမုတ်ဆိုးဘူစသောမြောက်ဘက်တခွင်တပြင်ကို ညင်းညင်တက်ဖွဲ့စည်းတကဲ့သို့၎င်းတပင်ရွှေထီးသည်မုတ်ဆိုးဖို့တခွင်ကိုမြောက်မြင်းနဲ့မိထီလာတခွင်ကို တောင်မြင်းနဲ့ဖွဲ့စည်းတကဲ့သို့၎င်းမုတ်ဆိုးဖို့စီရင်စုမှဥအောင်စီရသည်မုတ်ဆိုးဖို့တဝန်းမှ စွမ်းရည်တက်သည့်ဗျက်သည့်နှင့်ဂရိသ္စာရှိသူတို့ကိုရဲဘော်၆ကျိတ်ရှရာ ဖွဲ့စည်းတကဲ့သို့၎င်းအကြောင်းချင်းတူမြပေတည်းထို့သူတပည့်ရဲဘော်၃ကျိတ် ဟူသောအမည်တွင်ရှိလျာသခင်အောင်ဆန်းကောင်းဆောင်သောရဲဘော်ရဲဘက်စုစုပေါင်း30တီတီရှိလေသည်သခင်ထုံးမှလွဲ၍အာလုံသောရဲဘော်အပေါင်းတို့သည်ဂျပန်စစ်ပညာကို ဟိုက်နန်ကျွန်း၌အပူတပြင်းဆိုင်ပင်တင်ကြားလေ့ကျင့်ခဲ့ကြရ၏ဂျပန်စစ်ဦးလည်းဗမာပြည်တွင်သို့ခေါင်းတည်လျက်နေလေပြီရဲဘော်၃ကြိမ်တို့သည်ရိုးရရပြည်မှစ၍မြမသူရဲကောင်းတို့ကို စုကာတက်ဖွဲ့ကြလေ၏ ရဲဘော်တုံးကြိတ်တို့ဤအမိများမှာကအောက်ပါအတိုင်းဖြစ်လေသည်တသခင်အောင်ဆန်းဘူတေစာလူသက်သမားဤလက်နက်ချကြဆုံးခဲ့ရသည်နှင့်သခင်လှဖေဘူလက်ရာ၃သခင်ရှုမောင်ဘူနေဝင်၄ကိုလာမောင်ဘူစီယာ၅ဦးကိုထွန်းရှိန်ဘူရန်နိုင်6သခင်လှမြိုင်ဘူရန်အောင်9ကိုရွှေဘူကျော်စော8 တခင်ဆန်လိုက်ဘူမှုအောင်ကိုကိုစာဘူထိန်ဝင်းအင်္ဂလိပ်အဝင်တည်ဆုံသွား၏တစေတခင်ထွန်းရွှေဘူလင်းယုံစတိတခင်အောင်သိန်းဘူရဲထစနှစ်တခင်ဗကြံဘူလာယာစသုံးတခင်တင်အေးဘူဖုံမြင်စလေးတခင်ထွန်းတင်ဘူမြင့်စွေစချတခင်ထွန်းအောင် 15သခင်တန်းတင်ဘူတန်းတင်ဇင်းမယ်တွင် ကြဆုံခဲ့သည်16သခင်ထွန်းအုပ်စက်ခွန်သခင်အောင်တန်းဘူဆက်ကြ18သခင်ဆူဘူမြင့်အောင်အင်္ဂလိပ်ပြန်အဝင်ကိုကိုကိုတက်တည်သွား၏19သခင်ဆံမြဘူတောက်ထိန်20ကိုလှဘူမင်းအောင် 21တခင်စောလွင်ဘူမင်းက22တခင်ကြော်စိဘူမူးညူ23တခင်တိဘူစောနာ24တခင်ခင်မောင်ဦးဘူတာယာ25တခင်ထွန်းလွင်ဘူပလာ26တခင်တန်းညွန့်ဘူစင်ရော26 29တခင်အေးမှောင်ဘူမူတိုက်ကြီးတိုက်ပွဲတွင်ကြဆုံးခဲ့၏28တခင်မောင်မောင်ဘူညံနာဖပွန်တိုက်ပွဲတွင်ကြဆုံးခဲ့၏29တခင်ငွေဘူစောအောင်ရွှေကျင်တိုက်ပွဲတွင်ကြဆုံးခဲ့၏30တခင်တန်းတင်နှင့်ဘူမြတွင် ဟိုက်နန်ကျွန်း၌တေဆုံးခဲ့၏ ဗီတိရှာနယ်ချက်ချေဘွားအောက်တွင်ပြားပြားမောက်ဝစ်စင်းနေရသောငါတို့ဗမာများဤလွတ်လပ်ရေးအတွက်အသက်သွေးခဲဖြင့်ရွေးနှီးယူခဲ့ရသောထိုရဲဘော်သုံးချိတ်တို့ဤဂုံကျေးစုတည်မှကဘာစေတော်လဲရာဇဝင်ဥဒံလူဒံတခွင်ရစ်ခဲရမည်သာသည်ကျွန်တန်တရာဝဲခဲဟအတွင်မှာ တောင်မမြင်ကမမြင်လူးလိတ်ခံနေရသောကျွံဘဝမှာ သခင်အောင်စန်းသည်လွတ်လပ်ရေးရောင်ကြီးမြူရာဒေတာကျွန်းစေသူရဲရင်စွာဖြင့်မဖြစ်မနေကြိုးပမ်းပို့ဆောင်ခဲ့ပါသည်ကျွန်ုပ်တို့ အမျိုးသားအားလုံးသည်မြည်သည့်အခါမှမေ့ပြောင်နိုင်ကောင်းသော အကြောင်းကိစ္စမဟုတ်ပါလေသူနှင့်အတူတိုင်းပြည်ဤလွတ်လပ်ရေးကိုအတက်တေတေအရေခံခံကြိုးပမ်းပေးခဲ့ကြသောဤရဲဘော်သုံးချက်ဤကျေးဇူးကြောင့် မမတမတော်ကြီးပေါ်ပေါက်ခဲ့ရသည်ကိုလည်းမမေ့ထိုက်ကောင်းပါပြီဘူတီစာထိုရဲဘော်သုံးကြိမ်အနံဘူတီစာအမိခံဘူမာအစားသူမဟုတ်ပေသခင်အောင်စန်းပင်ဖြစ်လေသည်ဘူတီစာအမိခံနှင့်ဂျန်နရယ်ဘူချုပ်ရာရူကိုထိန်သိမ်းကယူရီးယားပြည်မှစ၍စစ်သည် သက်သားစူဆောင်းခဲ့လေသည်ဗိုဒေဇာ၏ကြံပေးအရာရှိဖြစ်သူဂျပန်စစ်ဗိုလ်ကကာနယ်ဆူဇူကီခေါ်ဂျန်နရယ်မီနာမီခေါ်ပိုမိုဂျိုဖြစ်သည်ပိုမိုဂျို၏တာဝန်မှာဗမာစစ်ဗိုလ်များနှင့်တကွဗမာတပ်မတော်ကိုအကြံပေးအုပ်ချုပ်ရန်ပင်ဖြစ်လေသည်ပိုမိုဂျိုဟူသောအမည်ကိုအင်္ဂလိပ်ဟူသောစနေနံထီယိုးကိုမိုးချိုးပြစ်တိတိုင်တပေါင်းစနီးအရာနန်းနှင်ကမှဲ့ခေါ်ခြင်းဖြစ်လေသည်တခင်နာမည်ပြောက်၏ စစ်ဘုအမည်ရောက်ခဲ့သောဗိုဒေစာဤပုံမှန်တွင်ပြင်မျက်နာအနေထားတွင်ပြင်မှာចောင်းသားဘွားကစား၍ရှုသိုးမြဲရှုသိုးလျက်ရှိသေးသည် သူကောင်းတွင်မူဖော့အုပ်ထုတ်ကာဂီယောင်တရုတ်ကုံတဲများစောင်းသည့်အစားနှင့် သူကိုယ်တွင်မူကာဂီအဝါရောင်ရှက်လက်ရှိကာဂီမြင်းစီပေါင်းမိရှိနှင့်ခြေတလုံးမြို့တည့်ရေဖနံ ခါရင်ခဝေယော်ဒီယော်ရဲ့နှင်းဒါရှိချိတ်လျက်တွေ့ရသည်အင်္ဂလိပ်စစ်ဘိုလ်တို့ကဲ့သို့ပုံပန်းကြကြနာနာမဟုတ်စစ်ဘိုလ်အဆောင်ရောင်ပါယုံဆိုဝင်မျှသာဝစ်စင်လျက်စစ်စိတ်စစ်မှန်နှင်းတက်ကြွနေသည်ဗိုလ်ဒီဆောင်ဟူသောဘွဲနှင်းအညီ တကိုးတေသောအရှိန်အဝါပြင်းပြတောက်ပြောင်ခဲ့လေသည်မြမပြည်တယိုအမျိုးဘာသာ ဒါမရွေပန်းတပြေရေချမ်းအိုတို့ဖြစ်ဟိုးဟိုးကြော်ကကြိုကြဆိုကြသည်မှာမြို့တိုင်းရွာတိုင်းပင်ဖြစ်သည် PIA PIA ဆိုသည်ကအင်္ဂလိပ်စကားအတူောက်ဖြစ်သည့်အသုံးတင်ငေတာစကားလုံးမျှသာဖြစ်၍အရှိတဝင်းအတိတ်ဘွယ်ဖွင့်သောဘာမာအင်ဒီပန်ဒန့်အာမီဝါဗမာလူလက်ရေးတပ်မတော်ဟုခေါ်တွင်လေသည် PIA တီဟူသောစာလုံးသုံးလုံးသည် တမတော်သားတို့ဤအုတ်ထုံ၌အထင်းသားပေါ်လျက်ရှိသည်တို့ဗမာသခင်အပေါင်းတို့ဤအောင်ချောင်းမင်္ဂလာလက္ခဏာထိမ့်မဲ့ဖြစ်သောအဝါအစိမ့်အနီယောင်ခံဒေါင်းရုပ်ဖော်လက်ပတ်သည်ရဲဘော်တိုင်းဤလက်မောင်းထက်၌လွတ်လပ်ရေးတမတော်ဤစတေရီကို ဆောင်လျက်ရှိ၏ဘီအာရီတမတော်သည် ဗုဒ္ဓေစာအမှုပြုသောရဲဘော်သုံးကျိတ်တို့ကြီးကျယ်အုပ်ချုပ်သည့်တက်မတော်ဖြစ်၍ဗမာပြည်သို့မဝင်မီရိုရရပြည်မှရှိစဉ်ကပင်စတင်စုဆောင်ဖွဲ့စည်းတည်ထောင်လာသောတက်မတော်ဖြစ်သည်ဗမာပြည်တွင်သို့ကုံကျန်းတထွေရေချောင်းတဖုံစုံနှင့်ကနိုင်ရိတ်မြိုင်တကြောတောအထက်ထက်တောင်ထက်ထက်တို့ကိုကြော်လွှားချီတက်ခဲ့ကြသည်ဗျာရီတက်များသည်နေဤငင်ဝတ်ပြပြရေးကိုဆောင်ရွက်ကြရပါ ဗိုလ်တေဇသည် သူစစ်သားများငြင်ဝှက်ပြည်ပြားရေးအုပ်ချုပ်ရာတွင်ဓမြများထွက်ဖမ်းသည်ကိုပင် သူကိုယ်တိုင်လုံးဝမကျေနပ်ပေတခါကရွှေဘိုတွင်အုပ်ချုပ်နေရန်တာဝန်ကျနေသောဗိုလ်တူမှဓမြများတောင်းကျမ်းနေသည်ဟုသတင်းလာပို့ကြည့်အတွက်ဖြစ်ပွားရာကြေးရာအတွင်သို့ထွက်ခွာသွားသည့်အတွင်ဗိုလ်တေဇမှသခိုင်းမှရွှေဘိုသို့ကားနှင့်ဆက်ရောက်လာပြီးတာဝန်ခံဗိုလ်ကိုမေးမြန်းရာ အဆောက်တသားများကဓမြတော်ဖန်ကြောင်ပြောပြသည့်အတွက်ဘူတေဇမှာအလွန်တော်ပွားလျက်ဒါလားစစ်ဘူတွေစစ်သားတွေဓမြဖမ်းနေရတာနဲ့အချိန်ကုန်လာပဲဟု ရေရွတ်သွားခဲ့ပူလီသည် BIA တက်မတော်အဘဲကြောင့်တီထောင်ရသည်ကိုဗိုလ်ချုပ်အောင်ဆန်းသည်ဗမာလွတ်လပ်ရေးအရေးတော်ပုံအမည်နှင့်အောက်ပါအတိုင်းစောင်းပါရေးခဲ့ပူလီသည်ကျွန်ုပ်တို့ထောင်ပြင်ဘက်တွင်ကြံရည်သူတစုမှာ တခင်အောင်ဆန်း၏ရဲဘော်များထောင်ကြခံရခြင်းကြောင့်စုဝေးစည်းုံ၍လက်နက်ဆွဲကင်ကတော်လန်ရေးပြဿနာကိုဆွေးနွေးပြီးကြတော့သည်ကျွန်ုပ်တို့တွင်လက်နက်လည်းမရှိဘယ်သို့လက်နက်ရအောင်ရှာရမည်နည်းဤပြဿနာသည်ပေါ်ပေါက်လာလေတော့သည် နောက်တစ်လနှစ်လအခါကျတော့ကျွန်ုပ်တို့သည်ဝင်ရိုးတဲ့တရှိုးတယောက်နှင့်တွေ့ဆုံပြီးကြသဖြင့်နိုင်ငံတွင်မှနေ၍အုပ်ချုပ်ရေးဖြည့်ဆည်းမှုများကိုအနှံ့အပြားပြုလုပ်ကြရန်စီစဉ်ခဲ့ကြသည် သို့သောထိုအစီအစဉ်များအတိုင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြကြီးထို့အတွင်းမှာပင် ကျွန်ုပ်တို့၏ဆက်သွယ်ရအောင်ကြံစီကြပါသေးသည်ဆက်သွယ်ရေးတာဝန်ကျသောရဲဘော်အချို့အဖမ်းခံကြရပြန်သည့်ဖြစ်နောက်ထပ်တစ်ဖန်အဆက်သွယ်ရရည်သည် ပြက်ပြားရပြန်လေသည်မြမရော်ဂျာကင်းမင်းတယောက်ပေါ်ပေါက်လာမည်ဟုကျွန်ုပ်တို့အားလုံးသဘောကျညီကြသည် ကျွန်ုပ်တို့ဤကိုနှင့်အသက်ကိုပင်မြမရောဂျာဂိမင်းအဖြစ်ယူရန်နိုင်ငံအတွက်စွန့်လွှတ်လိုက်သည်ထို့ကြောင့်1940ခုနှစ်ဩဂုတ်လ10ရက်နေ့တွင်ဂျာမနီလေကြောင်းတပ်ကြီးကရာဇဝင်တွေမကြုံဘူးသော လေကြောင်းစစ်ပွဲစဉ်တွေကလန်ဒန်မြို့ကြီးကိုတိုက်တော်နေတွင်ပင်မြမနိုင်ငံမှကျွန်ုပ်တို့သည်တရုတ်သင်္ဘောပေါ်တွင်တိုက်တိုက်ပုံအောင်လိုက်ခွာလိုက်ပါသွားရလေတော့သည် ယခုအခါတပ်ပေါင်းဗိုလ်တဦးဖြစ်နေသောရဲဘော်တဦးလည်းကျွန်ုပ်နှင့်အတူကူညီသူအဖြစ်ပါခဲ့သည် ကျွန်ုပ်၏ခီးဆုံးဌာနမှာအမွိုင်းမျိုးဖြစ်သည်ထုံမျိုးမှနေ၍ကျွန်ုပ်၏လှုပ်ဆောင်စရာရှိသည့်ကိစ္စများကိုခန့်ကွက်စီမံရမည်ဖြစ်သည်ကျွန်ုပ်၏အဖြစ်ကတကောင်ရန်လကွယ်တောရဲ့အလယ်၌ရောက်ရှိနေသောသူပမာရှိနေတော်သည် ကျွန်ုပ်တော်ရမည်နေရာနှင့်ပတ်သက်၍ကျွန်ုပ်ဘာတစ်ခုမှလည်းမသိဘူး ဆွေလည်းမရှိ မျိုးလည်းမရှိကဘာအရှိပိုင်းသားသည်အရှိပိုင်းအကြောင်းအတုရောင်မြောက်လောက်သာတည်ကြသည်တည်လေသည်မလဲမရေရာလားဆိုးဝါးလေစွာကျွန်ုပ်ရှိသူထွက်လာသည့်အရေးမှာအမှောင်တိုက်သွင်းသူတတ်ဆင်းသည်နှင့်ဒူလာသည်ဟုကျွန်ုပ်ဆိုသည်လူငယ်တို့ဤတရှူသူတုံးခန့်တိုက်ကြိုက်ကြိုက်စိတ်ဤလှုပ်ဆော်မှုကြောင့်သာထွက်လာခဲ့မိခြင်းဖြစ်သည် အလုတ်အစီစဉ်ဟူ၍အတိအကျဘာမှရှိသည်မဟုတ်ချေကျွန်ုပ်ဤမျှော်မြင်တတ်သည်မညံဖြစ်သာကြုံရမည့်အရေးဟုသည်များကို စီမံအုပ်စီရန်ကျွန်ုပ်ဤရဲဘော်များက အာနာကို လွှဲအပ်လိုက်ခြင်းဖြစ်သည်အဘယ်သို့ပင်ဖြစ်စေငါသည် အကယ်၍သေသွားသည့်တိုင်အောင်ညက်တော်တည်ခြင်းနိုင်ငံအတွက်တည်ခြင်းသာဖြစ်သည်ဟုကိုကိုကိုနှစ်သိမ့်စီရတော်သည်1940ခုနှစ် ဩဂုတ်လ24ရက်နေ့တွင်အမွိုင်းမို့သို့ရောက်ရှိခဲ့လေသည် အမွိုင်းမြို့၌နှစ်လကြာမြစောက်ဆိုင်ပြီးနောက်နေပုံဘုံမူကလေးတအူကကျွန်ုပ်တို့ဝါအခေါ်လွတ်လိုက်ကမြန်မာနိုင်ငံရှိကျွန်ုပ်တို့ဤရေဘော့များကပို့လိုက်သောကျွန်ုပ်တို့ဤတပုံများကိုပြသလျက်ထိုင်ဝမ်ကျွန်းရှိမစ္စတာမီနာမီ ဆိုသူနှင့် တွေ့ဆုံလူစိတ်ရှိရှိမေးလေသည် တွေ့ရမည်ဆိုက အထူးဝမ်းသာသည့်အကြောင်းပြသည်ဟုတောင်းပြ၍ကျွန်ုပ်တို့တိုကြုံ တိုဂျိုမြို့တော်သို့1940ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်ရောက်သွားလေသည်ကနေဒါလျင်ပြန်ကွင်းတွင်ဘိုမိုဂျိုဝါမစ္စတာမီနာမီသည်ကျွန်ုပ်တို့အားသူ့လက်ထောက်တဦးနှင့်အတူ လာရောက်ကြိုဆိုလျက်ရှိသည်မီနာမီကာနယ်ဆူဇူကီနှင့်အတူကျွန်ုပ်တို့သည်တိုဂျိုမျိုး၌သုံးလကြာမျှအလုတ်စီစဉ်များကိုလုတ်ကైစီစဉ်ပြီးသည့်နောက်ဂျပန်သင်္ဘောတစ်စင်းဖြင့်မြန်မာနိုင်ငံသို့ပြန်ခဲ့သည် ကျွန်ုပ်တို့သည်လောက်ဆရာလုပ်ငန်းများကိုတရှိစေခဲ့သည်ရန်ကုန်မြို့သို့1940ခုမက်လာ3ရက်နေ့တွင်ဆိုင်ရောက်၍မက်လာ9ရက်နေ့ထိနေသည်ထို့အတွင်းကျွန်ုပ်မှာတရုတ်အမျိုးသားအဝတ်အစားများကိုဝယ်ရရုပ်ဖြတ်နေခဲ့ရသည်စစ်ပညာသင်ကြားရန်အတွက်ပထမနိုင်ပထမနိုင်ငံချစ်လူလင်တစုကိုကျွန်ုပ်နှင့်တပါးတဲ့ခေါ်ဆောင်ကတိုဂျိုမြို့သို့တင်မောဖြစ်ပြန်လာခဲ့သည် မလ29ရက်နေ့တွင်တိုဂျိုမြို့သို့ရောက်ခဲ့သည်17ရက်ခန့်မြတိုဂျိုမြို့တွင်နေပြီးနောက်စစ်အတက်တင်ကြားရန်ဟိုက်နန်ကျွန်းသို့ကျွန်ုပ်တို့တစုထွက်ခဲ့ကြလေသည်ဇူလိုင်လဩဂုတ်လလောက်တွင်မြန်မာနိုင်ငံအတွင်းသို့လက်နက်များကိုပို့ဆောင်ရေးကိုမစ္စတာဆူဇူကီနှင့်အတူဆောင်ရွက်ရန်ကျွန်ုပ်ဟိုက်နန်မှဂျိုရီယာသို့ထွက်ခဲ့လေသည် သို့သောအင်ဒိုချိုင်းနာကိုအထူးပူးပေါင်းကာကွယ်ရေးစာချုပ်တစ်ခုနိပုန်နယ်ပြင်သစ်သို့ချုပ်ဆိုသည့်အခါတွင်ကနိုင်ငံချင်းဆက်သွယ်ရေးသည် အတော်ပင်ပြက်ပြားဆိုးဝါးလာလေသဖြင့်ကျွန်ုပ်မှနောက်ဆုံးဖိတ်အစီအစဉ်များကို အပီးသက်စီစဉ်ဆွေးနွေးပြုလုပ်ရန် ဟိုက်နန်သို့ပြန်ခဲ့ရသည် ထိုမှတဖန် တိုဂျိုသို့သွားရပြန်လေသည် အောက်တိုဘာလအတွင်း၌တဖန်ဘန်ကောက်သို့ထွက်ခဲ့ရပြန်၏ သို့သောအရှိအာရှစစ်မကြေညာမီနှစ်ရက်လောက်တွင်စေယုံသူပြန်ပြေးခရပြန်၏စစ်ကြေညာပြီးနောက်ရိုဒီယားနေမြမများနှင့်ပင်လွတ်လပ်ရေးတက်မတော်ဖွဲ့စည်းရဲ့အတွက်ဘန်ကောက်သို့ပြန်သွားရ၏ဗမာလွတ်လပ်ရေးတက်မတော်သည်စစ်ကြောင်းသုံးကြောင်းဖြည့်ဖြန့်ကမြမနိုင်ငံအတွင်းသို့ဝင်ခဲ့ကြသည်တလင်းနိုင်နယ်မှဝင်မြောက်ဖက်၌မဲဆောက်မြို့၌၎င်းတက်မတော်ကြီးသည်မြစ်တာမှ၎င်းဗီတိုရီးယားအငူမှ၎င်း ဝင်ရောက်ခဲ့ကြ၏ဗမာလွတ်လပ်ရေးတပ်မတော်သည် ရန်သူတန်ချက်ကာကားများနှင့်ပဲခူးအနီး၌တိုက်ကြရသည်မိမျိုးကိုသိမ်းခဲ့သည်တဝဲကိုသိမ်းပွင့်သိမ်းရန်ကိုနိပွန်တို့အားတွဲဖက်ကူညီပေးခဲ့သည် ဟင်္ဒရာတွင်၎င်းဖြာပုံတွင်၎င်းတိုက်ပွဲများနှွှဲလိုက်ရသည်မြဝချုံမော်တစ်ခုလုံးကိုသိမ်းရာတွင်ပတ်သိမ်းမြောင်းများတို့ကိုသိမ်းပိုက်ခဲ့၏ဒီရေ၌ရန်သူလင်းရင်နှစ်စင်းကိုပစ်ချခဲ့၏ ရွှေတောင်တိုက်ပွဲတွင်ကပြင်းထန်ထူးချွန်စွာတိုက်ခိုက်ခဲ့ကြသည်ရွှေချင်းမှလည်းတိုက်ခဲ့၏အထက်မြန်မာနိုင်ငံတိုက်ခိုက်တင်းယူရေးတွင်ရန်သူများအားစစ်ပရိရဲ့ဆင်၍ဝိုင်းမိအောင်နေပွန်တမတော်ကြီးအားကူညီရ၌အေဝရီနောက်ကျောင်းမှခြိတက်ကူညီပေးကြကြ၏နေပွန်တို့နှင့်အတူတိုက်ကရခိုင်ကိုသိမ်းကြသည်နိုင်ငံတွင်ငြိမ်ဝှက်ပြပါမှုကိုလည်းတစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်လိုက်ရပြန်၏အမြဲတမ်းစစ်တပ်ကြီးတစ်ခု၏အမျိုးအစားတို့ရအောင် 1942ခုဇူလိုင်လတွင်ဗမာလွတ်လပ်ရေးတပ်မတော်ကိုဗမာကာကွယ်ရေးတပ်မတော်ဟူ၍ပြောင်းလဲဖွဲ့စည်းလိုက်လေသည်ကျွန်ုပ်မှာထိုတပ်မတော်ဤဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ရ၏ဗမာလွတ်လပ်ရေးတပ်မတော်သည်ယခုအခါစစ်မျက်နှာပြင်၌နိဗ္ဗာန်တို့နှင့်အတူ တွဲဖွဲ့တိုက်ခိုက်လျက်ရှိနေပြီဟူ၍ရေးခဲ့ဘူးလေသည်ဗမာလွတ်လပ်ရေးတပ်မတော် BIA ဆိုတာပါလေဘာကြောင့်ထောက်ပံ့တင်တယ်လဲဘာကြောင့် ကူညီသင့်တယ်ဆိုတာနှင့်ဆက်လျင်း၍အောက်ပါဘူဒီဇာကြီးကြညာချက်များကိုဖတ်ရှုပါကဘီအေအကြောင်းစဉ်ကို ထင်ထင်ကြီးသိရှိနိုင်ပေမည်ဖြစ်ပါကြ။ဗမာလွတ်လပ်ရေးတမတော်အကြောင်းနှင့် အကျိုးဗမာလွတ်လပ်ရေးတမတော်ကိုယိုရီယာပြည်တွင် ဖွဲ့စည်းခဲ့သည် တက်မတော်ကြီးအားဦးစီးရဲ့အတွက်ဘိုများကိုနိဗ္ဗုန်ပြီးဟိုက်နှံကျွန်းဖော်မော်စာကျွန်းတို့တွင်စစ်ပညာသင်ကြားစေခဲ့သည်ဗမာလိုလက်ရေးတက်မတော်သည်မြမပြည်တွင်သို့စစ်ကြောင်းချီ၍ရိုးရရပြည်မှဝင်ရောက်ခဲ့သည်၎င်းစစ်လေးကျောင်းအနံတကြောင်မှာဟင်္ဒရာအထီရေကြောင်းချီခဲ့သည်မိမ့်နယ်ကိုယခုဘုံမှုကြီးပိုရန်နိုင်တင်းမှုသောတက်မတော်ခွဲကတိမ့်ပိုက်ခဲ့သည်တဝဲနယ်ကိုနိဗ္ဗုန်ဘူအေးနှင့် ထိုစဉ်ကဗိုလ်မှူးကြီးယခုဗိုလ်ချုပ်ကလေးဗိုလ်လက်ရာတခင်လှဘေတို့ကြီးမွန်သောကြီးမှုသောတက်မတော်ခွဲနှင်းနိပွန်တို့ပူတွဲသိမ့်ယူကလေးသည်အထက်စစ်ကြောင်းနှင့်တက်မတော်ဤအပါဂျပန်ဗိုလ်ကြီးဗိုလ်မိုးချိုးနှင့်ထိုစဉ်ကဗိုလ်ချုပ်ကလေးဗိုလ်တီစာယခုဗိုလ်ချုပ်အောင်ဆန်းဗိုလ်နေဝင်းဗိုလ်စရာတို့ကြီးမှု၍ခြိတက်လာကြသည်မြဝကျုံးမော်ကိုပူရန်နိုင်တက်နှင့်တက္ကသိုလ်ကျောင်းသားဗိုလ်အောင်ဘူဝင်းဘူသိန်းဆွေ ိုထိန်ဝင်းတခင်သိမ့်ဖေတို့ကြီးမှုသောအတွင် အတွင်တပုံတက်များ သိမ့်ပိုက်ခဲ့လေသည်ဗမာလိုလည်းရတမတော်သည်တဝေဖြာဘုံဟင်္ဒရာဒီရေဘကူစစ်တောင်းတဝရွှေချင်း ရွှေတောင်းဖာပွန်တိုက်ပွဲများတွင်ဝင်နှွဲခဲ့သည်ရန်သူလေရင်ပြန်တန်ချက်ကနှင့်အစမတန်များသောရန်သူအင်အားများကိုအကြိမ်ကြိမ်ကျိုးနှိမ်ဖျက်ဆီးခဲ့သည်အင်္ဂလိပ်လူမျိုးနှင့်အင်္ဂလိပ်စစ်သက်သားများ သုံးပတ်အဖြစ်ဖမ်းဆီးရခဲ့သည်ရခိုင်တပြည်လုံးကိုပုံမှုရန်အောင်ကြီးမှုသောဗမာလွတ်လပ်ရေးတပ်မတော်နှင့်နိဗ္ဗာန်တမခွဲသူတင်ပိုက်ခဲ့ပြီးလေပြီအထက်ညမာပြည်သူအကြောင်းကြောင့်ခြိတက်ခဲ၍တိုက်ပွဲမျိုးမျိုးနှွဲခဲ့လေပြီထိုကြီးကြတဲ့ခိုင်နေသောတပ်ပေါင်းစုကိုဗိုလ်တေဇာတခင်အောင်ဆန်းကကြီးမှုအုပ်ချုပ်သည်ရဲဘော်တို့တို့ဗမာတို့ဗမာလွတ်လပ်ရေးတပ်မတော်ကြီးခြိတက်လာလေပြီကြိုကြဆိုကြတော့ သုံးရောင်ချဲနဲ့ဓာောင်းလံကို လွှင့်တင်ကြကုန်လောတက်မတော်သူအစုလိုက်အပြုံလိုက်ဝင်ကြလော အမှုထမ်းကြလော အနှစ်90မှတရာမှနှင်းနေနေသည့်မြမရာဇဝင်ကို ပြန်လဲထွန်းတောက်စီလောမြမခစ်သည့်လွတ်လပ်သောမြမပြည်ကိုထူထောင်ကြလော ဤမလျှော့တန်းနောက်ဆုံးမြမလွတ်လပ်ရေးစပွဲကြီးတွင်မြမတက်သည့်မြမအသွေးကိုလေးလေးလက်နှက်တခဲနှက်ပြကြလီလောဘိုးချုပ်ဘိုတေစာသခင်အောင်ဆန်းဗမလွတ်လပ်ရေးတက်မတော်ဗမလွတ်လပ်ရေးတက်မတော်ဆိုတာပါလေတဗမလွတ်လပ်ရေးတက်မတော်သည်မြမသမျိုးသားလုံးဤလွတ်လပ်ရာလွတ်လပ်ကြောင်းအတွက်လူလားမြောက်သူ ကျမ်းမာသူမြမာတိုင်းမြမာတိုင်းပါဝင်သောတက်ကြီးဖြစ်သည်၎င်းတက်ကိုသခင်တက်ဟုအချို့ကထင်မြင်ကြတော်လဲသခင်များဤတမဟုတ်ဂိုင်းကန္နာပါတီမရွေမြမလွတ်လပ်ရေးကိုလူလာသည်မြမာတိုင်းမြမာတိုင်းပါဝင်သောတက်သားလင်ဖြစ်သည်မြမသမျိုးသားလုံးနှင့်သက်ဆိုင်၏နှင့်၎င်းတက်သည်နိဗ္ဗာန်မဟာမိတ်တက်ကြီးနှင့်ပူပေါင်းပြီးတကာလရန်သူ အင်္ဂလိပ်တို့ကိုဗမာမြေပြင်မှနှင်ထုတ်ပြီးဖြစ်လေသည် ၃၎င်းတက်ကိုဦးစီးအုပ်ချုပ်လျက်ဘူမှုအဖြစ်ဆောင်ရွက်သူများကနိပုန်ပြည်ဟိုက်နန်ကျွန်းဖော်မော်ဇာကျွန်းတို့တွင်နှစ်နှစ်ခန့်စစ်အတက်ကိုတဖက်ခန့်ခတ်တင် जा လာသူများဖြစ်သည်၄တပ်သားများသည်လည်းမြမပြည်တောင်ဘက်အစွန်းမှမြောက်ဘက်အစွန်းထိခြေချင်းခီးချီတက်လာပြီးရေမြေကတုတ်လောက်ကတက်ဆွတ်ကျိုးပန်းတိုက်ခိုက်သူများဖြစ်၏ ငါလွတ်လပ်ရေးဆိုသည်မှာအပြောနှင့်ပြီးနိုင်သောကိစ္စမဟုတ်လောက်ယူမှရသည်ဗမာလွတ်လပ်ရေးတမတော်ကြီးနှစ်သားလင်းမြမလွတ်လပ်ရေးကိုရအောင်ယူနိုင်ပြီ။ကြာပြီးသောလွတ်လပ်ရေးမဆုံးရှုံးရအောင်ကာကွယ်နိုင်ပြီသည်။ခြားဗမာလွတ်လပ်ရေးတမတော်ကြီးမြမအားလုံးနိုင်ငံရေးညီညွတ်မှုရရှိအောင်လုပ်ပြီဖြစ်သည်။တကယ်လွတ်လပ်ရေးကိုလိုလားသူတို့သည်တက်စီးတစ်လုံးနဲ့ရှိအောင်လုပ်ပြီဖြစ်၏။မြမလွတ်လပ်ရေးနှောက်ရက်ပြုသူ စူညောက်ခလုတ်ဖြစ်သူတို့ကိုကျူပင်ခုတ်ကျူငုံမကြံအောင်တုတ်တင်ရှင်းလင်းမည်ဖြစ်၏ခုနှစ်ဗမာလွတ်လပ်ရေးတပ်မတော်သည်အင်္ဂလိပ်အစိုးရလက်ထက်ကအမှုထမ်းခဲ့သောသူတို့အားကလဲစားချိန်မီဟူသောသဘောမရှိအရေးချင်းရှိကအရေးချင်းလျောက်ပြန်လည်အမှုထမ်းစေမည်ဖြစ်၏ရှေ့ဗမာလွတ်လပ်ရေးတပ်မတော်သည်ရှမ်းချင်းကချင်းစသောတိုင်းရင်းသားတို့နှင့်တွေ့တဲ့တိုက်စိတ်ထဲရှိ၏ ်မြမပြည်အတွင်းရှိတိုင်းရင်းသားအားလုံးဗမာအပေါင်းတို့သည် အခွင့်အရေးတန်းတူရစေမည်ဖြစ်၏ကိုဗမာလွတ်လပ်ရေးတက်မတော်ဘုံမူကြီးတို့သည်ယာရိုးကြီးငယ်လက်ဝဲခံယူလိုသောစိတ်မရှိဗမာလွတ်လပ်ရေးတက်မတော်အတွက်အနစ်နာခံခဲ့သောပုဂ္ဂိုလ်များ၏ကောင်းဆောင်မှုကိုလိုက်နာဆောင်ရွက်အမှုထမ်းရန်အသင့်ရှိတဆေထို့ကြောင့်ဗမာလွတ်လပ်ရေးတက်မတော်ကိုအလုံးအင်းနှင့်ဝင်ကြလော့ အချိန်ရှိခိုင်းစစ်အတက်နဲ့လက်နက်ကင်ပညာကိုအကုန်တင် जा ပေးမည်တက်ကြီးတည်တံ့ရေးအတွက်ရိတ်ခါထောက်ပံ့ကြလောနေရထိုင်ခြင်းများစီစဉ်ပေးကြကုန်လောဘိုးချုပ်ကလေးဘူတီစဗမလွတ်လပ်ရေးတက်မတော် 这是什么心？把你这心嘛，变成人家把没心。